အဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ဒီနေ့တော့ SAT part 2ပေါ့နော် part 2လေး set up ပေးပါမယ် chapter 1ပါပဲအဲ့တော့မခုတနေ့ကနည်းနည်းလေးကြော်ခဲ့တဲ့ပေါ့နော်ကြော်ခဲ့တဲ့အဲ exercise လေးတွေကျွန်တော်ပြန်ပြီးတွက်ပေးပါမယ်နော်အဲ့တော့တိုက်ခတ်ခဲ့ခဲ့မှု exercise 1ကတော့ကျွန်တော်အရင်လွယ်လို့မတွက်ပြောတာပါဘူးအဖြေလည်းပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘာကိုယ်တော့တွက်ကြည့်ပါနားပြတာချင်းတော့ကျွန်တော်ကို comment မှာမှတ်ထားခဲ့လို့ရပါတယ်ပေါ့နော်ကျွန်တော်ပြန်ဖြေပေးပါမယ်အဲ့တော့ကျွန်တော် exercise 2မှာလည်းကျွန်တော်အကုန်မတွက်ပြဘူးကျွန်တော်နည်းနည်းဟလာ အဲနည်းနည်းလေးခက်ခဲမဲ့ထင်တဲ့ဟာတပုတ်နှစ်ပုတ်လောက်ပဲတွက်ပြမယ်ပေါ့နော်နည်းနည်းလေး example လေး example ပုံစံမျိုးလေးပဲတွက်ပြမယ်ပေါ့နော်အဲ့တော့နံပါတ် example 2ကဘာမေးရလဲဆိုတော့ simplify so that your answer contain only positive exponent အောက်မှာပေးထားတဲ့အကောင့်တွေကို simplify လုပ်ခိုင်းတယ်အယိုးရှင်းဆုံးပုံစံနဲ့ပြခိုင်းတယ်ခြေလို့ရရင်ခြေမယ်လို့ပြောတာပေါ့နော်ပြီးရင် power တွေအားလုံးကိုအပေါင်းနဲ့ပဲပြရမယ်အဲ့တော့လွယ်လွယ်လေးပဲပါလဲဆိုတော့ဟာလားလွယ်လွယ်လေးပဲဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီအဲ power တွေအပေါင်းလိုချင်တယ်ဆိုရင်လွယ်လွယ်လေးပဲအနှုတ်ဆိုရင် အနောက်ရှိရဆိုရင်အပေါ်အောင်ချင်းလို့ကျွန်တော်ပြောပြပါရနော် exponent မှာ sorry အဲ numerator မှာရှိကြဆိုရင် denominator ကိုသွားမယ် denominator မှာရှိကြကောင်ဆိုရင် numerator ကိုတွေ့ရတဲ့အပေါ်အွှေ့နေတဲ့အနေနဲ့ကျွန်တော်တို့အပေါင်းနှုတ်ကပြောင်းမိတာနော်ဒီမှာ exam နဲ့နှစ်ပုတ်ပေးထားတယ်1နဲ့2နဲ့ပေါ့ဒါဆိုရင် number 1ဆိုရင်3နဲ့6 8နဲ့3နဲ့8 3နဲ့ဆိုရင်ညောက်ချဆိုရင်8 9တက်ပေါ့နော်8 power 5ပေါ့ဒါတော်တော်လေးပဲဒါ exam အဖြစ်ပေးပြီးသားဒီမှာဆိုတော့ကျွန်တော်တို့က2 4 8 8 power -4 နဲ့8စက်ခွဲနဲ့ဆိုကလေးတွေတီးပြီးသားเนาะ8 power -4 plus 2ဆိုတော့ကျွန်တော်ဘယ်လောက်ရမလဲ8 power -2 အဲ့တော့ power -2 ဖြစ်နေတဲ့ဘယ်ကိုချမလို့အောက်ကိုချမယ်အပေါ်မှာနှုတ်ရှင်အောက်ကိုချအောက်မှာနှုတ်ရှင်အပေါ်တက်ပေါ့เนาะဒါကြောင့်မလို့နောက်ဆုံးအဖြေဒီ8စက်ခွဲ8 8 over k စကွဲပေါ့နော်ရမယ်လို့မျောလင်းပါတယ်အဲ့တော့ဒီမှာလေးဒီတိုင်းပဲပေါ့နော်ဒါဆိုရင်တော့လိုလေးပဲ9 3 25နော်25 8 power 4နဲ့8စကွဲ8 power -2 နဲ့ဆိုတော့8စကွဲပဲကျန်နေပေါ့ဒါဆိုတော့မှရွှေ့စရာမလိုဘူးပေါ့နော်အဲ့လိုလေးတွေပါနော်အဲ့တော့ဒီမှာဆိုရင်လည်းလိုလေးလေးပဲကျွန်တော်တို့ဥမာနံပါတ်ကျွန်တော်ပါတွက်ပြမယ်နော်နံပါတ်6ဆိုပါဆိုနံပါတ်6ဆိုကျွန်တော်ဘယ်လောက်ရမလဲ3 3 9ပေါ့နော်အဲ့ a power 2ထက်နဲ့ a power 5ထက်ဆိုတော့ a power -3 အပေါ်မှာရှိတာ -3 ဆိုတော့ကျွန်တော်ဘယ်ကိုချလိုက်မလဲအောက်ကိုချလိုက်မလဲ အောက်ကျသွားတာ plus 3ပေါ့ b power minus 3နဲ့ b power 8ဆိုရင် b power plus 5ကျရမယ်အဲ့တော့အပေါင်းဆိုတော့အောက်ကိုချရစရာမလိုအပေါ်မှာပဲထားလိုက်ပေါ့ဒါဆိုကျွန်တော်တို့အဖြေစီဒီလိုရတယ်ပေါ့လွယ်လွယ်လေးပါနော်โอเคအဲ့လိုလေးတွားရုံပါပဲအဲ့တော့နည်းနည်းလေးမှတ်တတ်တာပြောမယ်ဆိုရင်နံပါတ်15လိုမျိုးဆိုရင်အပေါ်က3ဘာမှလုံးစရာမလို8ဘာ4ဘာမှလုံးသေးဘူး8 power minus 2နဲ့တက်ဆိုကျွန်တော်က8 power minus 4ပါเนาะဒါဆိုဒီ minus 4ကျွန်တော်ဘယ်ကိုတက်မလဲအပေါ်တက်မယ်အပေါ်တက်တော့8 power 4အဲ့တော့8 power 4နဲ့8 power 4မြောက်တော့ 8 power 8ပေါ့เนาะဒါကြောင့်မလို့3 8 power 8ပေါ့ ်အော်ရမယ်လို့မျှော်လင့်ပါတယ်အဲ့တော့အဲ့လိုလေးပဲကြိုးစားပြီးတွက်ကြည့်ပါနော်ကျွန်တော်28လိုမျိုးဆိုကျွန်တော်ဘာလုပ်မလို့အရင်ဆုံးကျွန်တော်တို့အိတ်အိတ်ချင်းရှင်းမယ်နော်အဲ့တော့အိတ်ကအပေါ်မှာနှစ်ထပ်အောက်မှာသုံးထပ်ဆိုတော့ဟာလာအခြေတူကိန်းတွေစားရင်ဘာလုပ်ပြရတော့ပါဝါချင်းနှုတ်ပြရတယ်အဲ့တော့အောက်ကကောင်အပေါ်ကိုသွားပြီးတော့နှုတ်မယ်နော်အဲ့တော့အိတ်ပါဝါ2 minus minus 3ဆိုတော့ minus minus ပြလက်ဖြစ်သွားတယ်နော်အဲ့တော့2 minus minus 3ဖြစ်သွားမယ်ပြီး y ကြတော့လေ y ပါဝါ3 minus minus 4 z ကြတော့လေ z ပါဝါ 4 minus minus 5ပေါ့နော်ဒါဆိုရင်အပေါ်တက်တဲ့အခါမှာအကုန်လုံးအပေါင်းတွေဖြစ်သွားပါမယ်နော်လွယ်လွယ်လေးပါ8 power 5 y power 7 z power 9ပေါ့နော်အဲ့တော့ရမယ်လို့ပြောနေပါတယ်နော်ဘာမှကက်ကက်ကက်မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်โอเคအဲ့တော့ဒါလေးတွေခုပေါက်တက်ကြည့်ပါ26ဆိုလဲအပေါ်က n power 6အောက်က n power 9ပေါ့နော်ဘာမှတက်ချွေးစရာမလိုတော့ဒီ power ကြီးကျွန်တော်တို့အထဲကိုနှစ်ခုတစ်လုံးဝင်လို့ရတယ်နော်โอเค အဲ့တော့နောက်တစ်ခုဒီမှာ example 1လေးဒါဟိုတနေ့က example 1လေးတော့မတူဘူးဒီနေ့ကျွန်တော်စာအုပ် version လေးဒီ edition နည်းနည်းကြွားသွားရတယ်ပဲနော်ဟုတ်ပြီအဲ့ကျွန်တော်ဒီစာအုပ်လေးပဲကျွန်တော်ဆက်တော့မှာဖြစ်တဲ့အကြောင်းဒီစာအုပ်လေးပဲကျွန်တော်တော့ပြလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီဒီမှာဆိုရင်ဟာလာဒီကောင်ပြေးထားတယ် ဒါကိုသူလိုချင်တာဘာလိုချင်တာလဲဆိုတော့ the values of 3 power exposure ခြင်းနဲ့ in terms of wine ဆိုတော့အဖြစ်မှာ wine နဲ့ပြလို့ပြောတာပေါ့နော်ဒါဆိုကျွန်တော်တက်ဆင်ချင်းရှင်းသွားရုံပဲလေနော်အဲ့တော့3 power 8 2ကိုကျွန်တော်ဘယ်လိုရှင်းလို့ရလဲဆိုရင်3 power 8နဲ့3 power 2နဲ့မျှော်လို့လို့ပြောလို့ရတယ်နော်ဘာဖြစ်လို့တော့အခြေတူဘေးနေမျှော်ရင် power ချင်းပေါင်းတာဆိုတော့နော်ဒါဆိုရင်ကျွန်တော် equal to ဘာဖြစ်သွားလဲဆိုတော့ wine ဒါဆိုလိုချင်တာက3 power 8ကိုလိုချင်တာဆိုတော့ wine ကိုကျွန်တော်3စကွဲနဲ့သွားစားလိုက်ပေါ့3စကွဲရ9ဆိုတော့ wine bar 1 wine over 9ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အဖြေဒီ D ပါနော် ိတ်ခက်ခက်ခက်မဟုတ်ပါဘူးနော်လွယ်လွယ်လေးပါ Okay နောက်တစ်ခုကကျွန်တော်ကျွန်တော်တို့နံပါတ်ဒီကောင်ပေးထားတယ်ဒါကြတော့ဘာတန်ဖို့ရှာ A တန်ဖို့ရှာပါအဲ့တော့သိကြည့်တဲ့အခါမှာဟိုဘက်ဒီဘက်ဘာတူနေတော့အခြေတူနေတယ်အခြေတူရင်ဘာလဲတူတော့ power လဲတူတယ်ဒါဆိုတော့ A+1 နဲ့ minus a+7 နဲ့ညီပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ a တန်ဖို့ထွက်လာပြီပေါ့ဗျာနော် okay အဲ့တော့ဒါလေးတွေရမယ်ထင်ပါတယ်ဒီမှာဆိုတော့ကျွန်တော်တို့က d တန်ဖို့ပေးထားတယ်အဲ့ဒါကိုပါလို့ကျွန်တော်တို့4 power a over 2 power ပါအောင်လေကျွန်တော် b ကိုလိုချင်တာဒါဆိုကျွန်တော်တို့ကဒီကောင်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကောင်အတိုင်းတွက်မယ်ဟုတ်ပြီနော်ဒီကောင်အတိုင်းကျွန်တော်တို့ပြင်မယ်ဘာဖြစ်လို့ဆိုသူပေးထားတဲ့ equation ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာပေးထားတော့ 2a b 4လို့ပေးထားတာဆိုတော့ကျွန်တော်တို့က a တန်ဖိုးတွေ b တန်ဖိုးတွေသိဖို့လိုတယ်ပေါ့ဒါဆိုကျွန်တော် a တန်ဖိုးသိဖို့သိချင်တယ်ဆိုရင် 2a ကျွန်တော်ဘာလို့ပြင်လို့ရတော့4 b လို့ပြင်လို့ရတယ် ဟုတ်နော်အဲ့တော့ a ကိုလိုချင်တယ်ဆိုကျွန်တော်ဘာဖြစ်မလဲနော် a ကိုလိုချင်တယ်ဆိုရင်4 b over 2ပေါ့ဒါ a ကိုလိုချင်တယ်ဆိုရင်ပေါ့တကယ်လို့ကျွန်တော် b ကိုထားခဲ့ရင်ပုံလွယ်မလား b ကိုထားခဲ့တယ်ဆိုရင် minus b equal to 4 minus 2a ဆိုတော့ b equal ဒီဘာဖြစ်သွားမလဲတော့ 2a အဲ sorry တော်တယ် 2a minus 4ပေါ့နော်တန်းလုံးကို minus နဲ့ပြောင်းတဲ့အခါမှာ okay ဒါဆိုရင်ကျွန်တော်အစားသွင်းကြည့်အောင်ဒီမှာသူတွေ့တဲ့အတိုင်းတက်မယ်ဆိုတော့ဒီလိုလေးပဲနော်အဲ့တော့သူတွေ့တဲ့အတိုင်းတက်မယ်ဆိုကျွန်တော်တို့မှာဘာရှိတုံးဆိုတော့ဟုတ်ပြီ ရတယ်ကျွန်တော် A ရှိတယ်ကျွန်မရှိတော့ B ရှိတယ်ပေါ့ဒါမှမဟုတ် 2A ရှိတယ် B ရှိတယ်ပေါ့အဲ့တလို့သွားလို့ရတယ်ပေါ့နော်အဲ့တော့ကလေးတွေကြာတလို့တော့ပါအဲ့တော့ကျွန်တော်တို့ဒီဒီမှာဆိုရင်ဟုတ်လား4 power A ရှိတယ်လိုဂျင်တာ2 power B ရှိတယ်အဲ့တော့အပေါ်နဲ့အောက်နဲ့ကျွန်တော်ဗာဖြစ်အောင်ပြောင်းကျင်လဲဆိုတော့ကျွန်တော်4 base 2အောင်ပြောင်းကျင်တယ်ပုံမှန် base က4ဖြစ်နေတယ်အောက်မှာ base က2ဖြစ်နေတယ်ဒါဆိုကျွန်တော် base 2အောင်ပြောင်းကျင်လဲဆိုရင်4ဆိုတာဘာနဲ့ထပ်တော့2နဲ့ထပ်ဒါကြောင့်မလို့2နဲ့ထပ်2နဲ့ထပ်နဲ့အပေါ်နဲ့ထပ်နဲ့အပေါ်က2နဲ့မျှလို့တော့ 2A ပေါ့နော်2 power 2A အောက်ကဘာဖြစ်လဲ2 power B ပေါ့ ဒါဆိုရင်အပေါ်က2 2 power 2a 2a ကျွန်တော်တန်ဖိုးကြည့်ပြီးသား a တော့မလို့တော့เนาะ 2a ရှိပြီးသား 2a က4 plus b ဒါဆိုကျွန်တော်ဘာထဘာစသုံးလို့ရအောင်ဆိုတော့ 2a နေရာမှာအဲ့ဒါကျွန်တော်ဘာထလို့ရအောင်4 plus b ထည့်လို့ရတယ်ပေါ့ဟုတ်သလားဟုတ်ပြီအောက်မှာကျွန်တော်ဘာရှိတော့အောက်မှာက2 power b ရှိတယ်လीเนาะ ဒါဆိုရင်ကျွန်တော်အခြေတူကိန်းနေစားရင်ဘာလို့ရတာပါဝါချင်းသွားနှုတ်လို့ရတယ်ဒါဆိုရင်ကျွန်တော်သွားနှုတ်မယ်အပေါ်က4 plus b ကိုကျွန်တော်ဘာသာနှုတ်မလို့ b သွားနှုတ်မယ်ဒါဆိုဒီဘာပဲကျန်တော့2/4ပဲကျန်တယ်အဲ့တော့2/4ကကျတော့ဘာလို့ဖြစ်မလို့16ပေါ့နော်ရမလားမသိဘူးနော်ဟုတ်ကဲ့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်โอเคလေးလေးလေးပါနော်အမ်ဒါရီကကျွန်တော်မနေ့ကရှင်းပြပြီးသွားပြီအဲ့တော့ဒါဆိုရင်ဘယ်လိုရှင်းမလဲဒါလည်းဒါမနေ့ကရှင်းပြပြီးသွားကျွန်တော်မရှင်းတော့ဘူးနော်ရမယ်နော်โอเค ဒါလေးရှင်းပါပြီရှင်းပြပြီးသွားပြီဒါလေးလည်းရှင်းပြပြီးသွားပြီเนาะဒါဆိုကျွန်တော်မရှင်းပြတော့ဘူးအဲ့တော့ဟုတ်ပြီဒါလေးလည်းကျွန်တော်ကိုပါကိုတွေ့ကြည့်ပါเนาะဒီအဆက်ဆက်တွေလည်းတွေ့ကြည့်ပါကျွန်တော်အဓိကဒီအောက်ကဟာလေးတွေ့ပြမယ်เนาะဟုတ်ပြီအဲ့တော့ဒါကိုတွေ့ချင်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ကဘာလဲဆိုတော့ a power -1 1 over 2 equal to 3လို့ပြောတယ်ဘာတန်ဖို့ရှာပါလို့ပြောတော့ a တန်ဖို့ကိုရှာပါလို့ပြောတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီကောင်ကိုကျွန်တော်ဘယ်လိုရှင်းမလဲဆိုရင်ဟုတ်လား a power minus 1 over 2ကိုကျွန်တော်ပါတော့ power minus ကြည့်ကြတော့ကျွန်တော်အောက်ကိုချလိုက်မယ်ဒါဆိုရင်1 over a power 1 over 2 equal to ဘယ်လောက်တော့3ဒါဆိုရင်ကျွန်တော်ဒီ a power 1 over 2ဆိုတာပါတော့ square root of a လीเนาะ equal to 3 okay เนาะဒါဆိုရင်နှစ်ဖက်သလုံးကိုကျွန်တော်ပြောင်းပြန်ဆန်းလိုက်မယ်ပေါ့เนาะ a လိုချင်တာဆိုတော့ဒါဆိုရင် square root of a ဒီဘယ်လောက်ဖြစ်သွားပြီတော့1 over 3 square root ပြောက်ချင်တယ်ဆိုကျွန်တော်ဘာလုပ်မလို့နှစ်ဖက်လုံးကိုနှစ်ထပ်တင်မယ်နှစ်ထပ်တင်တော့ဘာဖြစ်သွားမလဲဒီဘက်က a ဖြစ်သွားမယ်ဒီဘက်ကနှစ်ထပ်တင်တော့တင်းနှစ်ထပ်က1ပဲသုံးနှစ်ထပ်က9ဒါကြောင့်မလို့ကျွန်တော်တို့အဖြေဒီဘယ်လောက်ရမလို့1 over 9ပေါ့နော် okay နံပါတ်2ရပါတယ်ပေါ့နော်ဒါလေးရရမယ်လို့ပြောနေပါတယ်နောက်တစ်ခုကျွန်တော်တို့သွားမယ်အဲ sorry နံပါတ်2နံပါတ်2ကကြတော့ဟုတ်ပြီဒီမှာ Anden Mo ကတဲ့တစ်ပဝါနှစ်ထပ်တစ်နှစ်ထပ်တလေးတစ်ချောက်တစ်တစ်ရှစ်တက်ကနေတစ်အထက်50ဒီပေါင်နေပေါ့ဒါဆိုရင် Anden Mo ဘယ်လောက်တုံးလဲဒါဆိုကျွန်တော်ကြည့်ရမှာတစ်ကိုဘယ်နှစ်ထပ်တစ်တင်ကျွန်တော်ဘယ်လောက်ပြောတစ်ပဲလေးနော်တစ်နှစ်ထပ်ကလည်းတစ်ပဲတလေးတက်ကလည်းတစ်ပဲတင်ကတစ်ချောက်တက်ကလည်းတစ်ပဲအားလုံးတစ်တွေပဲဒါဆိုရင်တစ်ဘယ်နှစ်ခါပေါင်းလဲကြည့်လိုက်ရပြီအဲ့ဆိုတစ်ဘယ်နှစ်ခါရှိမတုံးအဲ့တော့ तू ကနှစ်သွားတဲ့ပုံစံကနော်နှစ်4 6 8 10ပဲထိသွားတော့90ဒီသွားတယ်အဲ့တော့10ဒီပဲစမ်းသပ်ကြည့်လိုက်10ဒီဆိုရင်1 4 6 8 10ဆိုတော့ဘယ်နှလုံးလုံး10ဒီဆိုရင် ်5လုံးအဲ့ဆိုရင်20တိဆိုရင်10လုံး30တိဆိုရင်15လုံး40ဆိုရင်အလုံး20 50ဆိုတော့25လုံးပေါ့ဟုတ်ပြီနော်အဲ့တော့တက်25ကပေါင်းတာပေါ့နော်တက်25ကပေါင်းတော့အဖြေဘယ်လောက်ရမလဲနော်25ပဲပေါ့ဗျာဟုတ်ပြီနော်ရမယ်လို့ပြောနေပါလေအဲ့တော့ကျွန်တော်နံပါတ်3နံပါတ်3ကတော့ဘာတန်ဖို့ရှာပါအန်တန်ဖို့ရှာပါအဲ့တော့ ဟိုဘက်ဒီဘက်ပြေးထားတယ်ဆိုရင် app လိုချင်တဲ့ကောင်ကအပေါ်မှာရှိတယ်ဆိုကျွန်တော် power တူအောင်ပြင်မယ်เนาะဒါဆိုရင်ကျွန်တော်ဒီဘာပြင်လို့ရတော့ဆိုရင်ကျွန်တော်လေးကိုကျွန်တော်ကျွန်တော်နှစ်နှစ်ထပ်လို့ပြင်လို့ရတယ်အဲ့တော့နှစ်နှစ်ထပ် 2and power 2 and plus 3ဒီဘက်ကကျွန်တော်ရှစ်ကကျွန်တော်နှစ်သုံးတက်เนาะပြီးတော့အပေါ်မှာရှိတာက amplify ဒါဆိုရင် power power တွေလာဖြစ်တယ် power ချင်းချင်းမြောက်မယ်ဒီဘက်က2 power 4 and plus 6ဒီဘက်က2 power 3 and plus 15ဒါဆိုအခြေတွင်း ပါဝါတူတယ်ဒါဆိုရင် 4m+6 နဲ့ဘာနဲ့ညီလိုက်မလို့ 3m+15 နဲ့ညီလိုက်မယ်ဆိုရင် 3m ကဒီဘက်လာလို့တော့ n ပဲကျက်မယ်6ကတစ်ဖက်တောင်းတော့9ပဲကျက်မယ်ဒါကြောင့်မို့ကျွန်တော်တို့နံပါတ်3ရဲ့အဖြေသည် d d ရပါတယ်ပေါ့နော်နံပါတ် d ပါနော် okay နောက်နံပါတ်4နံပါတ်၄ရပါတော့ h တန်ဘိုးကိုရှာပါတဲ့ဒါဆိုရင်ဒီတိုင်းပဲကျွန်တော်ဒီဘက်နှစ်ခုကကျွန်တော်ဒီဘက်ဘယ်ဘက်ချမ်းနှစ်ခုကအခြေတူကိန်းတွေစားထားတာအခြေတူကိန်းစားထားရင်ဘာလို့လို့လဲပါဝါချင်းနှုတ်လို့ရတယ် ဟုတ်ပြီနော်ဒါတို့ဒီလိုဖြစ်သွားပြီအဲ့ဒါဟိုဘက်ဒီဘက်ပါဝါအခြေတူတဲ့အခြေတူရင်းပါဝါချင်းညီမယ်အိတ်တံမိုးကိုလိုချင်တော့ y ကတစ်ဖက်ကိုသွားပေါင်း3 y y 3အတူတူပဲနော်နံပါတ် a ပေါ့လွှဲပါတယ်နော်ဒီခန်းလေးကနော်နံပါတ်5နံပါတ်5ကကြာတော့ 3x ပါဝါ 3x 10ဖြစ်တယ်ဆိုရင်သူလိုချင်တာကဘာလိုချင်တာတော့ 3x 3ပါဝါ x 3ရဲ့တံမိုးဒီဘာဖြစ်မတော့ ဒါဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်အောင်ဒီမှာရှိတာကဘာရှိရတော့3 power 8ရှိတာအဲ့တော့3 power 8ကိုကျွန်တော်တို့လိုချင်တာ3 power 8 minus 3လိုချင်တာအဲ့တော့3 power 8 minus 3ရဖို့ရန်အတွက်ဆိုရင်အဲ့3 power 8ကိုကျွန်တော်ဘာနဲ့စာရင်ရမှာလဲ3 power 3နဲ့စာရင်ရတယ်လीအ ဟုတ်တယ်လားမသိဘူးเนาะအဲ့တော့တနည်းပြမယ်ဆိုရင်ကျွန်တော်ဒီကစတ်တက်ပေါ့ဗျာတက်တွက်ချင်တယ်ဆိုရင်ကျွန်တော်မေကွန်းလိုချင်တာစတ်တက်ပေါ့သူ့လိုချင်တာက3 power 8 3 3 power 8 3ဆိုတာဒီ3 power 8ကိုဘာနဲ့စားထားတာတော့3 power 3နဲ့စားထားတာအဲ့တော့3 power 8ရဲ့အဖြေကိုကျွန်တော်တို့သိတယ်3 power 8ရဲ့အဖြေက30 3တက်ကလည်းကျွန်တော်တို့သိပြီးသား29ဒါကြောင့်မကျွန်တော်တို့အဖြေဒီ number C က10 over 3 ဘယ်လိုဖြစ်မလို့27ပေါ့နော်နံပါတ်4ဖြစ်ပါလိမ့်မယ်နော်နံပါတ်5ရဲ့အဖြေကနံပါတ်4ပါโอเคဒါဆိုကျွန်တော်ဆက်သွားမယ်နောက်နံပါတ်6ကိုဆက်သွားပါမယ်နော်အဲ့တော့နံပါတ်6ကကြာတော့ဒါပေးထားတယ်ဒီနှစ်ခုပေးထားတယ်အဲ့ဒါကိုဘာလို့ကျွန်တော်တို့8 power 5 1 power 5ကိုလိုချင်တယ်โอเคဒါဆိုရှင်းရှင်းလေးပဲလေနော်ဒါဆိုရင်ကျွန်တော်တို့က8 square y cube ရှိတယ် ီနောက်တစ်ခုက HQY square ရှိတယ်လိုဂျန်နာက8 power 5 power 5ဆိုတော့ကျွန်တော်တို့ဒီနှစ်ခုပါလုပ်ကြည့်မှရမှာတော့အဲ့နှစ်ခုမြောက်ရင်ကျွန်မမြောက်ရင်ရတယ်လीနော်ဒါအောင်မြင်ရပြီနော်အဲ့တော့ဒီနှစ်ခုမြောက်တယ်ဆိုရင်ကျွန်တော်တို့လိုဂျန်နဲ့ပါရမှာတော့8 power 5 1 power 5ရတယ်လीနော် sorry ဒါ square နော်8 power 5 1 power 5ရတယ်နော်ဒါကြောင့်မလို့အဲ့နှစ်ခုမြောက်တယ်ပေါ့အေးပေါ်5ဝင်ပါပါရဖို့ရန်အတွက်ဆိုရင်ဒါဆိုရင်အရှိရကောင်က30နောက်ကောင်က80ဆိုတော့30ရှင်းပြီ80ပါเนาะလက်ပဲဒီပါပဲเนาะ ဲ့တော့နောက်တစ်ခုကနံပါတ်9 AMB ရ2 positive integer ဒါဆိုရင်အောက်ပါတို့မှာဘဲကောင်းကတန်ဖို့အကြီးဆုံးလေအဲ့တော့ A နဲ့ B နဲ့က positive even integer စုံလင်းလို့ပြောတယ်အဲ့တော့ကြိုက်တဲ့ဂိမ်းယူလို့ရတယ်ကြိုက်တဲ့ဂိမ်းယူလိုက်အဲ့တော့ကြိုက်တဲ့ဂိမ်းယူလို့ရတယ်ဆိုပါစို့ကျွန်တော်သူတူရဲ့လို့တော့မပြောထားဘူးနော်မတူဆိုတယ်ထားပါတော့အဲ့ဆိုကျွန်တော် A ကို2ယူတယ်ဆိုပါစို့ B ကို4ယူတယ်ဆိုပါစို့ဒါကျွန်တော်တို့တွက်ကြည့်ပေါ့ဟုတ်ပြီနော်အဲ့ဆိုရင် ဘယ်ကောင်အကြီးဆုံးဖြစ်မလို့ဒါဆိုရင်နံပါတ် A ကိုတွက်ကြည့်မယ်ဆိုရင်ကျွန်တော် minus ကိုဟုတ်လား minus ကိုစုံတက်တင်တာဆိုတော့စုံပဲเนาะဟာတန်ဖိုးစားသုံးကြည့်မယ်အောက်က A နေရာမှာ2ဆိုတော့2နဲ့ဒီ4 4လေးတက်ပေါ့เนาะဒီတိုင်းဆိုရင်ပြောရအောင်เนาะဒီတိုင်းဆိုရင်ဒီကောင်ကဘာဖြစ်မှာတော့4 4တက်เนาะဟုတ်လား4 4တက်ဟုတ်တယ်เนาะဒါက2နဲ့4က4 4 4 4ကို4တက်တင်တော့4 4တက်ပေါ့เนาะဒီ4တက်ဆိုတော့အနှုတ်ကပျောက်သွားမယ်เนาะဟုတ်ပြီအပေါင်းဖြစ်သွားမယ်เนาะ နောက်တစ်ခုဒီတိုင်းဆိုရင်အောက်က၄အပေါ်ကဘယ်လောက်တော့၄၂၈၄၈ထက်၈ထက်ဆိုတော့သူတွေပါပဲတော့အပေါင်းပဲနော်ပါပဲတော့စုံတက်ဆိုရင်အနှုတ်စုံတက်ကအပေါင်းပဲနော်ဒီတိုင်းဆိုရင်ရောဒီတိုင်းဆိုရင်ဒါ၄၄တက်ဒီတိုင်းဆိုရင်ရောဒီတိုင်းဆိုရင်အရှိအနှစ်နဲ့မဆိုင်ဘူးနော်အနောက်ကနှစ်ဘယ်နှထက်တော့၈ထက်၄၂၈2ဘီက၈ထက်အရှိအနှစ်နဲ့မဆိုင်ဘူးနော်ဒါဆိုရင်နှစ်၈ထက်ကိုဗာနဲ့မြောက်တဲ့အကောင်တော့ နှစ်နဲ့မြောက်တဲ့ကောင်ပေါ့ဒါဆိုကျွန်တော်တို့အကြီးဆုံးကကျင်းတယ်ဒီတိုင်းဆိုရင်ကျွန်တော်နံပါတ်ပြီရအကြီးဆုံးပေါ့နံပါတ်7မှာဆိုရင်နော်ဒါကျွန်တော် A တန်ဖိုးကို2 B တန်ဖိုးကိုဘာထည့်ကြည့်လို့တော့4ထည့်ကြည့်လို့ကြိုက်တာထည့်လို့ရတယ်နော်ထည့်ကျင်တဲ့ဂိမ်းထည့်တကယ်လို့ကျွန်တော်ဆိုပါစို့ A တန်ဖိုးကိုကျွန်တော်ဆိုပါစို့နော် A တန်ဖိုးကိုဟလာ4ယူပြီးတော့ B တန်ဖိုးကို2ယူခြင်းတယ်ဆိုရင် အဖြေကအတူတူပဲထွက်လိမ့်မယ်မယုံတက်ကြည့်ပေါ့နော်အဲ့တော့ A နေရာမှာ4ဆိုရင်နံပါတ် A ဆိုရင်4 2 8 8ကို8နှစ်ထပ်ပေါ့နော်နံပါတ် A က8နှစ်ထပ်ဖြစ်မယ်နံပါတ် B ကကြာတော့ A နေရာမှာ4ဆိုတော့4 2 8ဟဲ့နော်8ကိုမှ2 2 4ဆိုတော့8 4တက်နံပါတ် C ကကြာတော့ 2A ဆိုတော့4 2 8 8နှစ်ထပ်နံပါတ် D ဆိုရင်အရှိကနှစ်နဲ့မဆိုင်ဘူးဒါကနှစ်ပဲ A A တန်ဖိုးကဘယ်လောက်တော့ A တန်ဖိုးက4 4ကိုမှ2 2 4 ဒါဆိုရင်လေးလေးတန်းနဲ့အဲ့ဒါဒီဒီဒမ်မိုးတွေမှာလည်းဘယ်သူကအကြီးဆုံးဖြစ်မှာမလို့ကျင်းသေးရဲ့ရှစ်လေးတန်းကအကြီးဆုံးဖြစ်မှာเนาะဒါဆိုရမယ်လို့ပြောနေပါတယ်နော်ဒါဆိုရင်ကြိုက်တဲ့ကဏ္ဍထည့်ကြည့်ပါထည့်ကျင်တဲ့ကြိုက်တဲ့ကဏ္ဍထည့်ကြည့်ထည့်ကျင်တဲ့ကဏ္ဍကိုထည့်ကြည့်နံပါတ်ဘီကအကြီးဆုံးပါပဲเนาะ Okay နောက်နံပါတ်၈နံပါတ်၈ကကြတော့ကျွန်တော်တို့ဒီ which of the following is equivalent ပေါ့เนาะအောက်ပါတို့မှာပြထားတာဒီကောင်းဒီပါနဲ့တူတယ်လို့မိတာเนาะအဲ့တော့ဟော ဒါပေးထားတယ်ဆိုရင်တဲ့ဒီကောင်းဒီဘာနဲ့တူတယ်လဲပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကောင်းဒီဘာနဲ့တူတယ်လဲဆိုတော့ကျွန်တော်တို့သိပြီပြားလေးနော်ဥပမာကျွန်တော်တစ်ခုပြောမယ်နော်ဟိုကျွန်တော်တို့အရှိမပြောခဲ့တာမှတ်မိသလားမသိဘူးဆိုပါဆိုကျွန်တော်တို့ h power ဟာလား3 over 2ဆိုကျွန်တော်ဘယ်လိုရေးလို့ရတော့ h power 1 over 2ကိုကျွန်တော်ဘာလဲမလဲ3 3တက်တင်တာပေါ့နော်ဒါဆိုရင် square root 1 over 2က square root or h ပြီးမှသဘို3တက်ဒီလိုသွားလဲရတယ်လို့နောက်ဘယ်လိုသွားလို့ရတယ်လို့ကျွန်တော်ပြောခဲ့တော့ h cube ကို the whole power 1 over 2လို့လည်းတင်လို့ရတယ်เนาะဒါဆိုရင်1 over 2ဒီပါတော့ square root เนาะပြီးရင်အထက်မှာရှိတာ8 3တက်ဒီလိုရေးလို့ရတယ်ပေါ့ဒါဆိုကျွန်တော်ပြောချင်တဲ့သဘောတရားကပိုင်းကြီးမှာရှိတာပိုင်းကြီးမှာ2ရှိတယ်ဆိုရင် square root ပိုင်းကြီးမှာ3ရှိတယ်ဆိုရင် cube root အပေါ်ကကောင်းတာ power တင်ယုံပဲပေါ့ဟုတ်တယ်နော်အဲ့ဆိုဒီမှာကျတော့ပိုင်းကြီးမှာပါရှိတာတော့ပိုင်းကြီးမှာ b ရှိတာ b ရှိတော့ကျင်းနေတယ်ပါတော့ b root ပေါ့အဲ့ဆို b root ဖြစ်နေတာပါတယ်တော့နံပါတ် a နံပါတ် b နံပါတ် c ဟုတ်ပြီပြီးတော့မှဒီဘက်က 2a အဲ့ဆို 2a ကဘာဖြစ်လဲ power ဖြစ်တာမှာ power ဖြစ်တယ်ဆို 2a power ဖြစ်တာဒီပဲကောင်းတော့ B ပေါ့နော်အဲ့တော့အပိုင်းကိန်းပါဝါတင်ထားရဆိုရင်အောက်ခြေမှာရှိတာကဘာလဲ root အနေနဲ့ပြောင်းလို့ရတယ်အပေါ်မှာရှိတာကပါဝါအတိုင်းပဲကြံခဲ့မယ်နော် the whole power ဆိုလည်းမှန်တယ်အထဲမှာပါဝါဆိုလည်းမှန်တယ်နော်ဒါဆိုရင် power ရှိတာ 2A ဆိုတော့ဒါပဲပေါ့နော်နံပါတ် B ပေါ့နော်နံပါတ်6နံပါတ်9ကဒီလိုဖြစ်တယ်ဆိုရင် d တန်ဘိုးက z တန်ဘိုးကဘလောက်တော့ okay အဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်အဲဟုတ်ပြီဘယ်လိုတွက်မလို့ z တန်ဘိုးဘလောက်ဖြစ်မတုံးပေါ့နော်ဟုတ်ပြီ ဒါနဲ့ဒါနဲ့ညီရပြရနော်အဲ့တော့ကျွန်တော်အစားသွင်းကြည့်အောင် h power 3 z equal to y power ဘယ်လောက်တော့ y power 9ဒါဆိုရင်ကျွန်တော် y power 9ကိုကျွန်တော်ဘယ်လိုပြင်လို့ရတော့ကျွန်တော်တို့ y cube ရှိတာဖြစ်တဲ့အတွက်ကြောင့် y cube the whole power 3လို့ကျွန်တော်ပြင်လို့ရတယ်ဟုတ်သလားမသိဘူးဟုတ်တယ်နော်အဲဒါဆိုရင်ကျွန်တော် y cube နေရာမှာကျွန်တော်ပါထည့်လို့ရတော့ y cube နေရာမှာကျွန်တော်ပါရှိတော့8 square ရှိတယ်။ဒါဆို y cube နေရာမှာကျွန်တော်8 square ပြန်ထည့်မယ်။ဟုတ်ပြီနော် โอเคဒီဘက်က h power 3z ဒါဆိုရင်ကျွန်တော်ဒီဘက်ကကြတော့ဒီဘက်ကပါရှိမလို့8 power 3z ရှိမယ်ဒီဘက်က8 power 6ရှိမယ်ဒါဆို 3z နဲ့ဘာနဲ့ညီတာမလို့6နဲ့ညီတာမယ် z တန်ဖိုးဒီဘလောက်ရမလို့2ရမယ်เนาะအဲ့တော့နံပါတ်6ရဲ့အဖြေဒီနံပါတ် d ပါเนาะโอเคရမယ်လို့ပြောနေပါတယ်နံပါတ်30နံပါတ်30ကြတော့ဒီနှစ်ခုညီရလို့ပြောထားတယ်ခီတန်ဖို့ဘလောက်တုံးလို့ပြောထားတယ်ဒါဆိုကျွန်တော်ဘလို့ခွဲမလို့ဆိုရင်ဒီအရှိကပါဝါပေါင်းထားတယ်ဆိုရင်ကျွန်တော်တို့အခြေတူကိနှစ်ခုမြောက်တယ်လို့ခွဲလို့ရတယ် ဟုတ်ပြီဒီဘက်ကကျတော့ဒီတိုင်းထားမယ်ဟုတ်ပြီအဲ့တော့ဒီနှစ်ခုမှာကျွန်တော်မလုပ်ပါဘုံထုတ်လို့ရတော့တူဘွားအိတ်ကိုကျွန်တော်ပုံထုတ်လို့ရတယ်နှစ်သုံးတက်အနှုတ်တက်ကြမယ်ကေတူဘွားအိတ်ကြမယ်မြောက်ထားတယ်အဲ့တော့တူဘွားအိတ်ဒီဘွားဘာဖြစ်သွားလဲကြေသွားမယ်နှစ်သုံးတက်ကရှေ့ရှေ့ထက်တက်ကိုလုပ်တော့ခုနှစ်ပေါ့နော်ဒါဆိုကျွန်တော်ကီတန်မူဒီဘလောက်ရမလို့7ပါနော်နံပါတ်10ကဟုတ်ရမယ်လို့မျောနေပါတယ်เนาะအဲ့တော့ဒီကောင်ကတော့လုံးဝကိုကျွန်တော်တို့ကဟာလာကြီးကြီးဒီမှာအခြေခံကြီးဟာလာပပိုင်တန်တန်ရှိနေမှာပါဒါလည်းဒီ SAD အခန်းက တော့ကလာလေကူချုံးမွေပါလိမ့်မယ်နော်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရမှာကျွန်တော်တို့ပတ်3ဒီဆက်လာပါမယ်နော်